မင်္ဂလာပါဒီကနေ့မှာတော့မလင်းအလွန်မန္တလေးမြို့ကြီးရဲ့အဆောက်အုံပြက်စီးမှုအခြေအနေ AI နည်းပညာသုံးတွက်ချက်မှုမန္တလေးတစ်ဖက်ကန် AR မြေအနောက်ဖက် စကိုင်းမြို့ထဲမှာတောင်မြောက်အကြောင်းကြီးရွေ့သွားပုံနဲ့အိန္ဒိယအကာသသုတေသနအဖွဲ့ ISRO ကရိုက်ကူးထားတဲ့ဂျူရုဓာတ်ပုံနှိုင်းယှဉ်ချက်တွေကိုပြန်ဆက်သွားမှာဖြစ်ပါတယ် Planet Labs ကရတဲ့ယောရုဓာတ်ပုံတွေကိုအခြေခံတွက်ချက်တဲ့ AI နည်းပညာသုံ Microsoft AI 4G လက်ပြက်မန္တလေးမြို့အဆောက်အုံပျက်စီးဆုံးရှုံးမှုအကဲဖြတ်ချက်ကိုအရင်ဆုံးပြန်ဆက်ပေးပါမယ်။မလ28ရက်နေ့ငလျင်လှုပ်ခတ်ပြီးမှရက်ကူးထားတဲ့ဓာတ်ပုံတွေကအဆောက်အုံတွေထဲမှာအဆောက်အုံ38000ကျော်ဟာတုံညရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းပျက်စီးတယ်လို့ဆိုပါတယ်။ဆိုလိုတာအနည်းငယ်ပျက်စီးမှုကနေလုံးဝနေပါမပျက်စီးတဲ့အဆောက်အုံတွေကိုပြောချင်တာဖြစ်ပါတယ်။အဆောက်အုံ900ကိုလုံးကတော့20ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းပျက်စီးပါတယ်။ အဆောက်အုံ456လုံးကတော့40ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းတနည်းပြောရင်ထက်ဝက်ကျော်လောက်ပျက်စီးပါလေအဆောက်အုံ356လုံးကတော့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိပျက်စီးတယ်လို့ဆိုပါတယ်အဆောက်အုံ915လုံးကတော့80ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းတနည်းပြောရင်လုံးဝပျက်စီးသွားတယ်လို့ဆိုပါတယ်ဒီဂျိုရုဓာတ်ပုံတွေကိုပိုရှင်းအောင်လို့ကြည့်မယ်ဆိုရင် အဖြူရောင်တွေကအနှဲငယ်နဲ့မဆူစလောက်ပဲပျက်စီးတဲ့နေရာတွေဖြစ်ပါတယ်။အယောင်ရင့်လာတာနဲ့အမျှပိုပျက်စီးတာဖြစ်ပါတယ်။ဒါကတော့ငလင်းလောက်ပြီးတဲ့အပြင်မိဘလောင်သွားလို့တရက်ကလုံးပျက်စီးသွားတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်အယောင်အနီရောင်နဲ့လိမ္မော်ရောင်အယောင်မျိုးတွေ့ရဖြစ်ပါတယ်။ဆက်လက်ပြီးတော့တောင်မြောက်အကြောင်းကြီးရွေ့သွားတာကိုဆက်ကြည့်အောင်ပါ။ Copernicus Sentinel 2ဂျိုးလူကရိုက်ထားတဲ့ ဒီပုံရိပ်မှာတော့မန္တလေးမြို့အနီး ARI မြစ်အနောက်ဘက်စကိုင်းမြို့မြေပြင်မှာတိတာတဲ့တောင်မြောက်အကြောင်းကြီးရွေ့သွားပုံဖော်ပြပါတယ်။ဒါမန္တလေးပါဒါစကိုင်းသရားဟောင်းနဲ့သရားသည်ဖြစ်ပါတယ်။ဒါတော့ဒါစကိုင်းမြို့နေရာဖြစ်ပါတယ်။ဒီပုံကဥရောပအဂါသအေဂျင်စီကနေတင်ထားတဲ့ပုံဖြစ်ပါတယ်။ပုံကိုကြည့်မယ်ဆိုရင်တီတကူဗုဒ္ဓတက္ကသိုလ်နားမှာဖြစ်တာကိုတွေ့ရပါတယ်။တမဝယ်မှာတက္ကသိုလ်နယ်လည်းနှီးပါတယ်။ မဟာစည်းကုံကြီးဇေဒီနားမှာလည်းဖြစ်ပါတယ်။မလ25ရက်နေ့နဲ့30ရက်နေ့အခြေအနေကိုရှင်းပြထားတာဖြစ်ပါတယ်။ဒီလိုရှင်းကြည့်လိုက်လို့ရှိရင်ဒီအကြောင်းနေရာမှာမြေပြင်အနေထားရွေ့သွားတာကိုတွေ့ရပါတယ်။ planet ကပဲရိုက်ထားတဲ့အင်းဝမန်နုအုပ်ချောင်းပြိုကြပုံဆက်ကြည့်အောင်ပါ။ မဲနုအုပ်ချောင်းရဲ့6ပုံတပုံတော့ပြိုကျသွားတယ်လို့သိရပါတယ်မြန်မာတပ်ကလစ်1189မှာဘာကြီးတော့မင်းတရားနဲ့နမ်မတော်မဲနုကဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ငလင်းကြောင့်ပျက်စီးခဲ့တာကြောင့်1134မှာတမီးတော်စင်ပြူမရှင်ကထပ်မံပြင်ဆင်တိဆောက်ခဲ့တဲ့တမိုင်းဝင်ဘုံကြီးကြောင့်ဖြစ်ပါတယ်ဒါပျက်စီးသွားတာဝိုင်းပြထားတာဖြစ်ပါတယ်မဲနုအုပ်ချောင်းနေရာပါအခုဆက်တင်ပြမှာတော့အိန္ဒိယအာဂါဒသုတေသနဖွဲ့ ISRO ကရိုက်ကူးထားတဲ့ ဂျိုရုဓာတ်ပုံနှိုင်းယှဉ်ချက်တွေဖြစ်ပါတယ်ကာဒိုဆက်3ဂျိုရုနဲ့ရိုက်ထားတဲ့မလ18ရက်နေ့ကပုံနေနဲ့မလ29ရက်နေ့ကပုံနေကိုရှင်းပြထားတာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်ဒါမန္တလေးတက္ကသိုလ်ပျက်စီးမှုမြင်ကွင်းဖြစ်ပါတယ်မန္တလေးတက္ကသိုလ်ဟာငလင်ကျောက်လျှက်စစ်ဝါယာလျှော့ဖြစ်ပြီးတော့တက္ကသိုလ်ရဲ့ပင်မအဆောက်အဦမိလောင်ကျွမ်းခဲ့တယ်လို့အခြားအဆောက်အဦတွေပါပျက်စီးခဲ့ပါတယ် ဒါတော့ sky villa ပါဒါအစိုးဆုံးခြိခိုက်တဲ့ sky villa ရဲ့ဆက်တက်အဆောက်အုံဖြစ်ပါတယ်6ထက်9ထက်လောက်ကျုံဝင်သွားတာလည်းဖြစ်ပါတယ်တချို့တွေတော့အသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပေမဲ့အသေးပြောက်များတဲ့နေရာဖြစ်ပါတယ်ဒါတော့ဖယနီပျက်စီးမှုမြင်ကွင်းဖြစ်ပါတယ်ဘိုးတော်ဘရုံဝင်လက်ထက်ကရွှေတိုက်ဝင်ပေါင်းနှမတီးခဲ့တာဖြစ်ပါတယ်နောက်တစ်ပုံမှာတော့မာမြမုန်ညရုပ်ရှင်တော်မြတ် ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါ16ရက်နေ့ပုံဖြစ်ပြီဒါ29ရက်နေ့ပုံဖြစ်ပါတယ်။မခိုက်တော်စောင်းသွားတယ်လို့ဖျားကြီးဝင်းတွေမှာထိခိုက်ပျက်စီးမှုများတယ်လို့သိရပါတယ်။နောက်တစ်ခုကတော့အနန္တဖျားမန္တလေးဖြစ်ပါတယ်။ဘိုးတော်ဘရုံမင်းလက်ထက်ကရင်းတော်မျိုးသားမိဖုရားတည်ထားတဲ့အစီအစဉ်လို့ဖြစ်ပါတယ်။နောက်ပိုင်းမှာရသေးကြီးဥခန့်ကြီးဦးစီးပြီးတော့ပြည်သူတွေစုပေါင်းပြုပြင်ခဲ့တဲ့သမိုင်းဝင်ဖျားဖြစ်ပါတယ်။နောက်တစ်ပုံကတော့86လမ်းနဲ့38လမ်းတောင်းကတိုက်ပြိုတဲ့မြင်ကွင်းဖြစ်ပါတယ်။ နောက်ပုံတွေဆက်ကြည့်အောင်ပါဒါတော့စကိုင်းသရားတဲ့သရားဟောင်းပုံဖြစ်ပါတယ်ရှိရတဲ့ကလည်းပြခဲ့တဲ့ပုံဖြစ်ပါတယ်ဒါတော့တန်လျက်မော်အနောက်ရက်ွက်နေရဖြစ်ပါတယ်ငလင်လှုပ်ပြီးတဲ့အချိန်မှာမိပါလောင်ကျောင်းမှုဖြစ်သွားတာကြောင့်တရက်ွက်လုံးပျက်စီးခဲ့တဲ့နေရဖြစ်ပါတယ်ဒါတော့စကိုင်းမြို့မြင်ကွင်းဖြစ်ပါတယ်ဒါမရှိကနဇီရီတော်ဖြစ်ပါတယ် စကားရေဝင်သခိုးကြီးငတက်ပြားတီထားကိုယ်ွယ်ခဲ့ရလို့ယူဆကြတဲ့နေရာဖြစ်ပါတယ်။တချို့ကလည်းအင်းဝနန်းဆန်မိုးညင်းမင်းတရားကြီးရဲ့သူရဲကောင်းယာစားတင်ညာတဲ့တယ်လို့ယူဆပါတယ်။ငလင်းနဲ့အချိန်ချင်းခံခဲ့ရတာကြောင့်မူလပုံအစ်စ်တောင်မခံမနိုင်တော့တဲ့ဇေဒီဖြစ်ပါတယ်။ဒါတော့အောင်ပြေဦးဖုံးတော်ကြီးတင်ပညာရေးကျောင်းနေရာဖြစ်ပါတယ်။စကားမျိုးနဲ့ပတ်သက်တဲ့ပျက်စီးမှုအသေးစိတ်တွေကိုတော့နောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးနိုင်မှုစူးစမ်းတော့မှာဖြစ်ပါတယ်ခင်ဗျာ။ မလ28ရက်ငလင်ကြီးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအချက်အလက်တွေကိုတော့ DBB ရဲ့ website Facebook နဲ့ YouTube channel တွေမှာဆက်လက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်ကတော့ဆိုင်းခင့်နေပါ